်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ PDF ဟာစစ်တပ်အကောက်ွယ်နဲ့ရာဇဝတ်လုပ်ငန်းတွေလုပ်ကင်ခဲ့တာဖြစ်လို့အဓိကတရခန့်ဟာစစ်တပ်ဟု NUG ပြောတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ PDF ဟာစစ်တပ်အကောက်ွယ်နဲ့ရာဇဝတ်လုပ်ငန်းတွေလုပ်ကင်ခဲ့တာဖြစ်လို့အဓိကတရခန့်ဟာစစ်တပ်ဟု NUG ပြော KKP Online ငွေကြေးလိမ်လည်မှုစင်တာကိုအယောင်ပြဖြိုခွင်းပေးမယ် အခြားနေရာနှစ်ခုမှာပြောင်းရွှေ့လည်ပတ်ဖို့စီစဉ်နေတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်တပ်လက်အောက်ခံနေကြဆောင်တဲ့ BGF တွေဟာရှာစဝစ်လုပ်ငန်းတွေကိုအာဏာသိမ်းစစ်တပ်ရဲ့အခါခွဲနဲ့ပြန်လည်လုပ်ကိုင်ခဲ့တဲ့အတွက်လက်ရှိအကြက်တဲတွေရဲ့အဓိကတရားခံဟာစစ်တပ်သားဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကပြောပါတယ်။ဒီကနေ့နိုဝင်ဘာ16ရက်မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာဦးနေဖုံးလကအခုလိုပြောကြားခဲ့တာပါ နိုင်ငံတကာကစိုက်ပါလိမ်လည်မှုတွေကိုနှိမ်နှင်းဖို့ကြိုးစားလာတာကြောင့်အချမ်းဖက်စစ်တပ်ဟာ KK ပတ်လိုငွေကြေးလိမ်လည်မှုစင်တာကိုအယောင်ပြဖြိုခွင်းပြခဲ့ပြီးကရင်ပြည်နယ်ရဲ့အခြားနေရာနှစ်နေရာကိုပြောင်းရွှေ့ကငွေကြေးလိမ်လည်မှုစင်တာတွေကိုပြန်လည်လက်ဖက်နိုင်ဖို့စီစဉ်ဆွေးနွေးတာကိုလည်းကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးသတိထားစောင့်ကြည့်လျက်ရှိပါတယ်လို့ဦးနေဖုံးလကပြောကြားပါတယ်။ဒါပြင်ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကမြန်မာပြည်တွင်းနဲ့ပြည်ပရှိလိမ်လည်ခိုင်ခေါင်းဆောင်တွေကိုဖမ်းဆီးတရားစွဲဆိုရန်လှုံ့ဆော်တာ အမေရိကန်က United States Scan Center Strike Force ဖွဲ့စည်းပြီးစိုက်ပါလိမ်လည်မှုလုပ်ငန်းတွေကိုနှိမ့်နှင်းဖို့ဆောင်ရွက်တာ။ရာဇဝတ်ဖွဲ့စည်းတွေကိုစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူတာ၊ပိုင်ဆိုင်မှုတွေကိုတင်းစီဖို့အတွက်ဗနာရေးဌာနကကြေညာခဲ့တာစတဲ့လုံဆောင်မှုတွေအပါအဝင်အိန္ဒိယနိုင်ငံတွေဒေသတွင်းနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးရဲ့ဂျိုးပန်းလုံဆောင်မှုတွေကိုကျေးဇူးတင်အတိအမှတ်ပြုကြောင်း NUG ကဖော်ပြပါရယ်ဒီလုံဆောင်မှုတွေအပေါ်အမျိုးသားညီညွတ်ရေးအစိုးရနေဆက်ဖြတ်ကျော်မှုကင်းထိုက်ဖြတ်ရေးလုပ်ငန်းအဖွဲ့အနေနဲ့ တိုင်းသားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးချိတ်ဆက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်းနဲ့နိုင်ငံတကာရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအထောက်အကူပေးသွားမှာဖြစ်ကြောင်းအထူးအလီပေပြောကြားလိုပါတယ်လို့ဦးနေဖုံးလကပြောပါတယ်။စိုက်ဘာလိမ်လည်မှုလုပ်ငန်းပြဿနာတွေကိုကင်တွယ်ဖြေရှင်းဖို့အတွက် NUG လက်အောက်မှာရှိတဲ့ရဲတပ်ဖွဲ့နဲ့တိုင်းသားတော်လှန်ရေးအဖွဲ့တွေအောက်မှာရှိတဲ့ရဲတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်မြင့်တင်ပေးနိုင်ဖို့အတွက်နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဖိတ်ခေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာအလုတ်အကင်အခွင့်အလမ်းရှာပါလာမှုတွေကိုအခွင့်ကောင်းယူပြီးစိုက်ပါလိမ်လည်မှုလုပ်ငန်းတွေကငွေကြေးအခွင့်အလမ်းများစွာနဲ့အလုတ်အကင်အတုတွေခေါ်ယူနေမှုအပေါ်သတိပြုကြဖို့ပြည်သူတွေအထူးသဖြင့်လူငယ်လူလတ်ပိုင်းတွေကိုလည်းသတိပေးခဲ့ပါတယ်။ online လေလေလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတိုက်ဖြတ်ဖို့ American အပါဝင်နိုင်ငံတကာကပုံမှုအယုံစိုက်လာတဲ့အခြေအနေမှာစစ်ကောင်စီကလည်း KK ဘက်အပါဝင်သူရဲ့လက်အောက်ခံနေကြဆောက်တပ်ဖွဲ့နေပြည်တော်မှာ online လေလေလုပ်ငန်းတွေနှိမ်နင်းတဲ့အောင်ဟန်ပြစစ်စင်ရေးတွေအခုလပိုင်းမှာပိုပြုလုပ်လျက်ရှိပါတယ် ဆလဘင်းဆလင်းနှင့်မင်းလာမျိုးနယ်တွင်စစ်တပ်ကလူငယ်20နီးပါးကိုပေါ်တာဆွဲဖမ်းဆီးပြီးတအူးလက်ရင်ငွေချက်340ဖြင့်ပြန်ရွေးခိုင်းငွေချေးပေးနိုင်ခြင်းမရှိသူများကိုစစ်တင်နှံကြောင့်ပို့ဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းဆလင်းမျိုးနယ်တွင်အကြမ်းဖက်စစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတအူးလက်ရင်ငွေချက်340ဖြင့်ပြန်ရွေးခိုင်းကာငွေချေးပေးနိုင်ခြင်းမရှိသူများကိုစစ်တင်နှံကြောင့်ပို့ဆောင်လိုက်ကြောင်းပြည်သူညီနောင်ဆလင်းသတင်းတာဝန်ခံကိုပြည်သူကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘားလ30ရည်နှစ်နှစ်ပိုင်းဆလင်းမျိုးပေါ် ចောင်းကြရက်ွက်တွင်အိမ်ငားနေသည့်လူငယ်နှစ်ဦးကဆက်လင်းဆေးတွင်ဈေးဝယ်ထွက်လာစဉ်လမ်းပေါ်တွင်ပင်စစ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ10ရက်နေ့မိုးလယ်ပိုင်းတွင်ဆက်လင်းမျိုးမစီအနောက်ပိုင်းတွင်မုံပိုလာသည့်ကားတွင်လိုက်ပါလာသောလူငယ်တအုပ်ကိုလည်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါသည်အလားတူနိုဝင်ဘာလ10ရက်နေ့နနက်၄နာရီခန့်တွင်ရုံးပင်ကန်ကျေးရွာမှလူငယ်၃ဦးသည်ငါးဖက်ရံသွားရောက်စဉ်ပေါ်တာဆွဲဖမ်းဆီးခဲ့ကဇလင်းမြို့ခမာယ254တရင်သို့ခေါ်ဆောင်သွားကြောင်း နိုဝင်ဘာလ9ရက်နေ့တွင်တဲကုန်းကြီးရွာမှလူငယ်နှအူးမှလည်းဆိုင်ကယ်ဖြင့်ဆက်လင်းမြို့သို့သွားရောက်စဉ်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ9ရက်နေ့တွင်မိုးဝင်းကြီးရွာမှလူငယ်တအူးသည်မန္တလေးမြို့မှစိန်တကွန်အပွေးပြေးကားဖြင့်ဆက်လင်းမြို့ဘက်သို့ပြန်လာစဉ်စစ်တပ်ကကားပေါ်မှဆွဲချကောင်းပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာ17ရက်နေ့တွင်လည်းကံ6ကြီးရွာမှလူငယ်တအူးမှလည်းမန္တလေးမှဆက်လင်းမြို့သို့ပြန်လာစဉ်အကြံဖတ်စစ်တပ်ကလမ်းပိုက်တနေရာ၌ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါသည် အဆိုပါပေါ်တာဆွဲဖမ်းဆီးခံရသောလူငယ်၁၀ဦးထဲမှလူငယ်တအူးကိုသာမိသားစုကငွေချက်၃၄၀ဖြင့်ပြန်လည်ရွေးထုတ်နိုင်ခဲ့ပြီးကျန်သူများသည့်ငွေချေးပေးဆောင်နိုင်ခြင်းမရှိသောကြောင့်စစ်တင်တန်းကြောင့်သို့ပို့ဆောင်လိုက်ကြောင်းသိရပါသည်။စစ်ခွေးတွေကသူတို့ပေါ်တာဆွဲဖမ်းဆီးသွားတဲ့လူငယ်၁၀ဦးကိုစစ်တင်တန်းကြောင့်ကိုပို့လိုက်ပြီးရမဲသိန်းစစ်တင်တန်းကြောင့်ကိုပို့လိုက်တာအဲ့ဒီ၁၀ဦးတွေကတအူးကိုပဲငွေချေးနဲ့ပြန်ရွေးထုတ်နိုင်တယ်။ကျန်တဲ့သူတွေကိုတော့စစ်တင်တန်းကြောင်ပို့လိုက်တယ်ဟုပြည်သူညီနောင်ဆက်လင်းသတင်းတာဝန်ခံကိုပြည်သူကပြောဆိုပါတယ် ထို့ပြင်မကိုးတိုင်းမင်းလာမျိုးနယ်တွင်လည်းအကြံဖတ်စစ်တပ်ကလူငယ်၆ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးဖမ်းဆီးခံရသောလူငယ်တချို့၏မိဘဆွေမျိုးများကသတင်းဌာနသို့ပြောဆိုပါသည်။နိုဝင်ဘာလ16ရက်နေ့မင်းလာမျိုးနယ်မုတ်ခါရွာတွင်နေထိုင်သောလူငယ်ကိုမြင့်နိုင်နှင့်ညောင်သုံးပင်ရွာတွင်နေထိုင်သောလူငယ်၅ဦးကိုစစ်တပ်ကရွာထိပ်များတွင်စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းထို့သောပေါ်တာဆွဲဖမ်းဆီးပြီးနောက်ငွေချက်300ကျပ်တောင်းခံခဲ့ကြောင်းသိရပါသည်။မင်းလာမျိုးနယ်ထဲမှာစစ်ခွေးတွေကရွာတွေကိုဝင်ဖမ်းရင်လူငယ်တွေထွက်ပြေးလို့ရွာထိပ်တွေမှာစောင့်ပြီးဖမ်းတာတွေလှုပ်ဆောင်လာတယ် နိုဝင်ဘာလ16ရက်နေ့ကမုတ်ခါရွာနဲ့ညောင်သုံးပင်ရွာမှာစစ်ခွေးတွေကလူငယ်တွေကိုစောင့်ကြိုဖမ်းဆီးတာလူငယ်6ဦးဖမ်းဆီးခံရတယ်လို့သိရတယ်။သူတို့ငွေနဲ့လိုက်ရွေထုတ်နေတယ်လွမြောက်လာတယ်လို့တော့မကြားမိသေးဘူးဟုဒေသခံပြည်သူတအုပ်ကပြောဆိုပါတယ်။အကြံဖတ်စစ်တပ်ကယခုနိုဝင်ဘာလအတွင်းစစ်မှုထမ်းအပတ်စဉ်16ကိုစတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံတွင်တရားမဝင်ကုန်သွယ်ရေးနှင့်ကြားဖြတ်ငွေလိမ်လုပ်ငန်းများမှငြိမ်းချမ်းရေးယူထားသောတိုင်းဒေသလက်နက်ကိုင်များ၊နေချာဆောင်တပ်များကြောင့် မင်းအောင်လှိုင်နဲ့စောမင်းထွန်းကတလီတန်နဲ့အပြစ်ဖို့တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်နေဆက်ခိတ်များပိတ်ထားရမှုတရားမဝင်ကုန်သွယ်ရေးများကြီးထွားလာမှုနဲ့ကြားဖြတ်ငွေလိမ်လုပ်ငန်းများမှာငြိမ်းချမ်းရေးရယူထားသောတိုင်းသားလက်နက်ကိုင်များနေချားဆောင်တက်များကြောင့်ဟုမင်းအောင်လှိုင်နဲ့စောမင်းထွန်းကတလီတန်နဲ့အပြစ်ဖို့ပြောဆိုလိုက်ကြပါတယ်။နိုဝင်ဘာလ16ရက်နေ့မော်လမြိုင်ခီးစင်တွင်အကြမ်းဖက်မင်းအောင်လှိုင်ကမြန်မာနိုင်ငံတွင်တရားမဝင်ကုန်သွယ်ရေးများဆောင်ရွက်နေသူများမှာငြိမ်းချမ်းရေးရယူထားသောတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြောင်း ၎င်းတို့၏ကိုကြိုးစည်းပွားအတွက်တရားမဝင်ကုန်သွယ်မှုများတွင်ပါဝင်ပတ်သက်လျက်ရှိကြောင်းအပြစ်တင်ပြောဆိုခဲ့ပါသည်။နေဆက်ဒေတာများတွင်တည်ငြိမ်အေးချမ်းမှုအားနည်းလာသဖြင့်တချို့သောနေဆက်ကိတ်များကိုပိတ်ထားရကြောင်းတချို့သောဝန်ထမ်းများငြိမ်းချမ်းရေးရယူထားသောဒိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်နိုင်ငံတော်အပေါ်သစ္စာဆောင်တည်မှုမရှိပဲ၎င်းတို့၏ကိုကြိုးစည်းပွားအတွက်တရားမဝင်ကုန်သွယ်မှုများတွင်ပါဝင်ပတ်သက်လျက်ရှိကြောင်း ်ထိုကဲ့သို့တရားမဝင်ကုန်သွယ်မှုများဆောင်ရွက်ခြင်းဖြင့်နေဆက်ဒေတာရှိလက်ကင်အဖွဲ့အစည်းများကိုတဆိုးရှိနိုင်ပြီဖြစ်ကြောင်းမေရောက်လိုက်ကအပြစ်တင်ပြောသွားပါတယ်။အလားတူယနေ့ထုတ်ပြန်သောစစ်တပ်၏ဘွာရာဖြန့်သတင်းစာများတွင်ကြားဖြတ်လုပ်ငန်းများနှင့်ပတ်သက်၍ EAO, KNU, KNLN, NCA လက်မှတ်ရေးထိုးထားသောတချို့သော EAOS များနေကြားဆောင်တက်များကပေါဝင်လျက်ရှိကြောင်းအကြံဖတ်ဆော်မင်းထွန်းကအပြစ်ဖို့ပါတယ်။2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မြောက်ပြည်မြို့နယ်အလန်းကွာနေတဲ့ခုနာကနေမြေတွေမှာ တိုင်းဒေသနဲ့ကိုင် EAO KNU KNL အဖွဲ့ပြီးရင် NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EAO အဖွဲ့တွေပြီးရင်နေကြာဆောင်တပ်ဖွဲ့အမေရိကန်တပ်ဖွဲ့တွေဝင်ရောက်လောက်ကိုင်နေတာဖြစ်ပါတယ်။အဲ့ဒီလူတွေကိုပဲချင်းကပ်ပြီးတော့ခိုးချိုးရှာစီးပွားရေးတမားတွေကတော့အဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကြားဖြန့်ကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ဟုအကြံဖတ်စော်မင်းထွန်းကဆိုပါတယ်။ရွှေကုတ်ကိုမြို့တက်မှာမြန်မာရထိုင်း International Horing Group ကျောက်ခတ်နေမြေတွင်ကျောက်ခတ် Great Russell ကုမ္ပဏီတို့ကပါဝင်ပတ်သက်နေကြောင်းအကြံဖတ်စော်မင်းထွန်းကပြောဆိုပါရယ်အကြံဖတ်စစ်တပ်ကစစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာနေသောတိုင်းပြည်မတည်ငြိမ်မှုများအတွက်တိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းများတွင်အထူးကတာဝန်ရှိကြောင်းဖြစ်တင်ပြောဆိုမှုများကိုမကြာခဏလှုံ့ဆော်လေးရှိပါရယ်ဆလပီကျောက်ဖြူမှာကြေးရွာနှစ်ရွာလေးချောင်းပုံကျဲခံရအမျိုးသမီး၃ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ် ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အလေးပါတစ်ကြီးပါနယ်တောင်ဦးကြီးပါတို့ကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေဖုံးကျဲသွားတာကြောင့်အမျိုးသမီး၃ဦးသေဆုံးခဲ့တယ်လို့ဗရကတတ်တော် AA ကသတင်းထုတ်ပြန်ပါတယ်စစ်ကော်မရှင်တပ်ဟောင်းနိုဝင်ဘာ18ရက်နေ့ည8နာရီအချိန်လောက်မှာအလေရွာတစ်ကြီးရွာနဲ့တောင်ကူကြီးရွာတို့ကိုလေကြောင်းကနေအကြောင်းမဲ့တက်တက်ပုံကျဲသွားတာပါစစ်တပ်ပုံကျဲမှုကြောင့်တောင်ကူကြီးရွာရှိအထက်တန်းကျောင်းသူအပါဝင်အမျိုးသမီး3ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အလေရွာတစ်ကြီးရွာကလည်းပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် အဲ့ဒီပုံကျဲမှုအတွင်စာတင်ကြောင်းနှစ်ကြောင်းအရက်သားနေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့တယ်လို့ဘာရက်ကတက်တော် AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ AA ကတော့စစ်ကော်မရှင်တပ်ဟာ၆ခုမျိုးရှိခြေရွာတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်ပြုလုပ်လာနေတာကြောင့်လေကြောင်းရန်ပုံမှုသတိထားကြဖို့တိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့ကလည်းရသေးတောင်မြို့နယ်ဘာထက်လီခြေရွာနဲ့နှွားတင်းကုတ်ခြေရွာတို့ကိုစစ်ကော်မရှင်တပ်လေကြောင်းကနေပုံကျဲသွားတာကြောင့်အရက်သားဖြစ်သူ၅ဦးသေဆုံးပြီး၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။